နေဦးရဲ့ Little Sachen လေးတို့ရဲ့မင်္ဂလာရှိတဲ့သင်ချန်အကြနေပါနော်ဒီနေ့မမတ်နေဦးရဲ့ Little Sachen လေးရဲ့အတွက်ရွေးချယ်ထားတဲ့ပုံမြင်လေးကတော့တော်ထက်ကပောက်ပင်ဆိုတဲ့ပုံမြင်လေးပဲဖြစ်သေးကဲမမတ်နေဦးရဲ့ Little Sachen လေးတို့လည်းပုံမြင်လေးနားထောင်ဖို့အဆင်သင့်ဖြစ်လောက်ပြီလို့ထင်တယ်နော်ဒီတော့ပုံမြင်လေးစားလိုက်ကြမယ်တော်ထက်ကပောက်ပင်တခါကအတိုင်းမီတစ်ခုမှာဘင်ကြီးတစ်ပါးရှိပြီးအဲ့ဒီဘင်ကြီးစီမှာသားတော်လေးပါးရှိလေတယ် အဲ့ဒီမင်းသားလေးပါဟာတခါတရံတောလှထွက်ကြလေးရှိကြတယ်မင်းသားထဲကအကြီးဆုံးသားတော်ဖြစ်တဲ့ပထမမင်းသားဟာနွေခေါင်ခေါင်မှာတောလှထွက်ရင်ပောက်ပင်တွေကို တွေ့ရှိခဲ့လို့ပောက်ပင်ရဲ့တဘာဝကိုမှတ်သားပြီးမှတ်တမ်းသင်ခဲ့တယ်သူ့လိုပဲဒုတိယမင်းသားဟာမိုးဥတုချိန်မိုးတွေကောင်းစွာရွာနေတဲ့အချိန်မှာတောလှထွက်ခဲ့ပြီးပောက်ပင်တွေကိုတွေ့လို့မှတ်သားပြီးမှတ်တမ်းသင်ခဲ့တယ်လို့တတိယသားတော်ဟာလည်း ဆောင်းကုန်ကန်နီးမှာပောက်ပင်ကိုတွေ့လို့မှတ်သားပြီးမှတ်တမ်းတင်ထားလေရဲ့အဲ့လိုနဲ့စတုထမင်းသားလေးကလည်းနှွေးဦးဝင်းစအချိန်မှာယထားတွေနဲ့တောလေထွက်ရင်းပောက်ပင်တွေကိုတွေ့လို့မှတ်သားထားလိုက်ပြန်တယ်မင်းသားတွေဟာသွားတဲ့တောတွေနဲ့သွားတဲ့အချိန်တွေကလည်းတပားနဲ့တပားမတူတီကြဘူးဒီနေ့မင်းသားလေးပါဆုံတွေ့တဲ့အချိန်မှာတပားနဲ့တပားမိမိတောလေထွက်ရမှာတွေ့ကြုံခဲ့ရတဲ့အကြောင်းအရာတွေကိုပြန်လည်ပြောဆိုနေရင်းကနေပောက်ပင်နဲ့ပတ်သက်လို့ပြောပြခဲ့ကြတယ် အဲ့ဒီလို့ပြောရကစားပြီးပထမမင်းသားကခုလိုဆိုတယ်။အောက်ပင်ဆိုတာရိုးတန်ကြကြင်းနဲ့အခက်ရွယ်ရေမရှိရုတ်တရက်ကြည့်လိုက်ရင်မီးလောင်ထားတဲ့တင်ငုတ်ကိုတင်ငုတ်တို့အတိုင်းပဲလို့ဆိုတယ်။အဲ့လိုနဲ့ဒုတိယမင်းသားကခုလိုဆိုတယ်။ပောက်ပင်ဆိုတာအခက်အလက်တွေဝေဆဆာနဲ့ဆင်းလန်းနေပြီးညောင်မင်တို့လိုမျိုးလူရွေးသူတွေ့ခဲ့တာကိုပြောပြတယ်တတိယမင်းသားဟာလည်းခုလိုဆိုပြန်တယ် ဘယ်ဟုတ်မလဲပောက်ပင်ဆိုတာတပင်းလုံးရဲရဲနေတဲ့အပင်းပြလို့ဆိုလိုက်တယ်။ဒီလိုနဲ့စုထမင်းသားလေးကလည်းခုလိုဆိုပြန်တယ်။အော်ပောက်ပင်ဆိုတာခုကပြောသွားတာနေလည်းမတူဘူး။အဲ့ဒီအပင်တွေက အတီးအထောင်တွေနဲ့ပုံသဏ္ဍာန်အဖျင်းကိုကိုပင်လို့ပေါ့လို့ဆိုတယ်။မင်းသားလေးပါဟာကိုယ့်ရဲ့မှတ်တမ်းတင်မှတ်တမ်းထားတင်ထားတဲ့ဟာရီကိုမြင်တွေ့ခဲ့ရတဲ့အတိုင်းအမှန်ပဲလို့ပြောဆိုပြီးဘသူကမှအွှတ်မပေးဘဲညှဉ်းခုန်နေကြတာပေါ့။ ဒါပေမဲ့ဘသူမှလည်းမဆုံးဖြတ်နိုင်ရှိခဲ့ကြတယ်။အဲ့ဒီလိုနဲ့ညင်ခုနေရကနေပောက်ပင်ပြန်နာကိုဖြည့်ရှင်းပေးဖို့ခမဲတော်ဘင်ကြီးထံမင်းမြန်ဖို့အခြေအနေဖြစ်လာခဲ့တယ်။အဲ့ဒီမှာဘင်ကြီးကဒီလိုဆုံးဖြတ်ပေးခဲ့တယ်။တတော်တို့အခုကိစ္စမှာတတော်တို့အားလုံးပြောဆုံးမှုဟာမှန်တယ်လို့တတော်တို့အားလုံးဟာမှားခဲ့ကြတယ်ဆိုပြီးဆုံးဖြတ်ပေးလိုက်တယ်ဒီလိုနဲ့မင်းသားလေးပါက ခုလိုဆိုတယ် သားတော်တွေကအလုံးမှန်ပြီးဘာလို့အလုံးမနေရတာပါလဲခမဲတော်ဆိုတဲ့အခါခမဲတော်ကခုလိုဆိုတယ်သားတော်လေးယောက်ဟာ ပေါ့ပင်ကိုကိုတွေ့ခဲ့တဲ့အချိန်တွေမှာမြင်ခဲ့တဲ့အချိန်တွေရဆိုရင်မြင်တာတွေဟာမှန်တယ်ဒါပေမဲ့သားတော်တို့ကပေါ့ပင်ဟာဘယ်ချိန်ရာသီအလိုက်ရှိရမယ့်အချိန်အနည်းတွေရှိနိုင်ဖြစ်နိုင်တဲ့အရာအချိန်တွေကိုအချိန်ပေးစောင့်မကြည့်ခဲ့တာတော့မှားသွားပြီ ြဿနာဖြစ်လာရင်ကိုယ့်ရဲ့တစ်ဖက်သက်အမြင်နဲ့တုံ့သက်တိုင်းအမှန်မဖြစ်ဘူးအချိန်မပေးဘဲလက်တလုံးဆုံးဖြတ်ချက်ဟာလည်းအမှန်မရနိုင်ဘူးဘူရွေးသားတော်လေးပါးကိုဆုံးမခဲ့တယ်ပုံမြင်လေးကတော့ဒီမှာပဲပြီးဆုံးသွားလေတယ်မမနွေဦးရဲ့လက်သက်ဆိုင်လေးတို့ဒီပုံမြင်လေးစီကနေတင်ယူရမယ့်သင်ခန်းစာကတော့ပေးပြဿနာကိုမဆိုကို့အမြင်တစ်ဖက်သေးကြည့်ပြီးဆုံးဖြတ်လို့မရဘူးဆိုတာပဲဖြစ်တယ်အဲ့ဒီတော့ပြဿနာတစ်ခုရှိလာပြီဆိုရင်၎င်းပြဿနာရဲ့ အကြောင်းကိုရှာပြီးအကျိုးဆက်တနာကို အချိန်ယူစဉ်းစားဆင်ခြင်ဖို့လိုအပ်ပေတယ်။အဲ့ဒီတော့မမနွေဦးရဲ့တက်တက်ဆက်ဆိုင်လေးတို့လည်းပုံမြင်လေးကိုသဘောကျနှစ်သက်လိမ့်မယ်လို့မျှော်လင့်ပါတယ်နော်။မမနွေဦးရဲ့လက်သက်ဆက်ချမ်းလေးတို့လည်းအနာဂတ်မှာ အကြောင်းအကျိုးအကောင်းအဆိုးကိုဝေဖန်ပတ်ချနိုင်တဲ့ပညာရှိသူတော်ကောင်းလေးတွေဖြစ်နေနေတဲ့တိုင်းရဲ့လှပတဲ့ဆက်ချမ်းလေးဖြစ်ကြပါစေလို့မမနွေဦးကနေစုမကောင်းတောင်းလိုက်ပါတယ်နော်။ ဒီတော့စိတ်ဝင်စားစရာကောင်းပြီအသိပညာဗဟုသုတတွေတိုးပွားစေမယ်ပုံမြင်အသက်တွေကိုနှွေဥစတရီထနေကနေအပတ်စဉ်တနင်္လာနေ့မှတောက်ချန်နေ့အထိမြန်မာစံတော်ချိန်ညနေ9:00နာရီတိုင်းမှာတက်ဆက်ပေးလျက်ရှိပါတယ်နောက်ထပ်ပုံမြင်တက်တွေတင်ဖို့ရာမမနှွေဥအတွက်အားဖြစ်စေတဲ့ like and subscribe လေးလေးလုပ်ထားပေးပါလို့တောင်းဆိုပါတယ်နော်ပြန်ဆုံးကြမယ်နော်